်ဆင့်ကွာချက်ရှိနေတဲ့အာဖဂန်နစ္စတန်အသင်းကိုမြန်မာအသင်းအနိုင်ရတယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်သွားကြပါမယ်။မင်္ဂလာပါပရိသတ်ကြီး။ကမ္ဘာအဆင့်တက်မှတ်ချက်ဆက်တဆင့်ကွာခြားနေတဲ့အာဖဂန်နစ္စတန်အသင်းကိုမြန်မာအသင်းကနှစ်ကိုးတကိုးဖြင့်အနိုင်ရလက်ထောက်ပေါ်ခဲ့ပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့2029ခုနှစ်အာရှဖလားခြေစစ်ပွဲတတိယအဆင့်အုပ်စုငါပွဲစဉ်ကိုဒီနေ့မလ25ရက်နေ့ညနေ9:00နာရီအချိန်မှာမြန်မာအာဖဂန်နစ္စတန်အသင်းတို့ရှင်ပြိုင်ကစားခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်အတွင်းမှာဆိုရင်ပထမပွဲပြီးချိန်မှာဆိုရင်တစ်ဖက်တကိုးစီတွင်းယူထားနိုင်ကြပြီးဒုတိယပွဲချိန်အပြီးမှာတော့မြန်မာအသင်းကနောက်ထပ်တွင်းကိုတကိုးတွင်းယူကအနိုင်ရရှိခဲ့ပါတယ်။ အာဖဂန်နစ္စတန်အသင်းဟာဆိုရင်ကမ္ဘာအဆင့်တမတ်ချက်156အဆင့်မှာရပ်တည်နေပြီးတော့မြန်မာအသင်းဟာဆိုရင်တော့169အဆင့်မှာရပ်တည်နေတာလည်းဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အသွင်ပေါ်ထက်ကစားသမားဆင်းရဲမှာဆိုရင်ဟိန်ဖြိုးဝေ၊ဆူမိုကျော်၊နန္နာကျော်၊ကျော်မင်ဦး၊လွင်မိုးအောင်၊တန်ပိုင်း၊တီဟာစော၊မောင်မောင်လွင်၊တီဟာထအောင်၊ဟိန်ထအောင်၊စင်းညီညီအောင်ကိုသမားတို့ပါဝင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ ဒီနေ့ပြိုင်ပွဲမတိုင်မီအခြေစမ်းပွဲအဖြစ်မြန်မာနေရှင်နယ်လိတ်ကလပ်များ၌တာရောက်ကစားနေတဲ့နိုင်ငံခြားသားကစားသမားများကိုလည်း MNL All Star အသင်းအဖြစ်တသင်းဖွဲ့၍အခြေစမ်းပွဲကစားခဲ့ကြရမှာမြန်မာလေရွေးစင်အသင်းက6-9တကူနဲ့အနိုင်ရရှိခဲ့ပါတယ်မြန်မာ U22 လေရွေးစင်အသင်းကခြေစမ်းပွဲကစားခဲ့ရတယ်မှာလဲတကူးပြပြအနိုင်ရရှိခဲ့ပါသေးတယ်။ပြိတ္တကြီးလည်းခြေစစ်ပွဲမှာကစားနေတဲ့ ညီမအတင်းအတွက်အားပေးစကားလေးတွေဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်